မင်္ဂလာပါ AKG Channel မှကြိုဆိုပါရစေ။အကြီးဝါသနာရှင်များအတွက်ပြီးသင်ပြီးထိုက်တဲ့အကြီးအခြေခံ9ချက်ကိုနှောက်ဝေလိုက်ပါရစေ။အကြီးရေးဆွဲရမှာအခြေခံအဖြစ်အဓိကကြားတဲ့အချက်9ချက်ရှိပါရစေ။ဒီအခြေခံနဲ့ပတ်သက်လို့မိញမ်းထားတဲ့စာအုပ်ကောင်းလေးနှုတ်ကိုလည်းဖော်ပြလိုက်ပါရစေ။ပညာရေးတက္ကသိုလ်ရန်ကုန်ကထုတ်တဲ့ ပကြီးပုံဆွဲစာအုပ်နဲ့ဒေတာကောလိတုံအခြေခံဒီဇိုင်းသိပ္ပံစာအုပ်လေးကိုညီညမ်းပါတယ်အခုအစီအစဉ်လေးကိုစတင်ပါပြီနံပါတ်1ရင်းရင်းဆိုတာကအမှန်နှစ်ခုကိုဆက်သွဲတဲ့ညီတောင်းဖြစ်ပါတယ်ရင်းကိုအပြောက်အကွေးအကောက်အတွန့်စသဖြင့်လည်းကော အထူးအပါ အကျန်းအနူသာသဖြင့်၎င်းပေါ်ထုတ်ရေးဆွဲရပါတယ်။ယင်းတကြောင်မှာရေးဆွဲသူရဲ့ခံစားမှုအရာတင်းမာခြင်းကြော်ပြောင်းခြင်းခက်တံခြင်းတိမ်မွေ့ခြင်းတွေးဝေခြင်းတက်တာခြင်းစတဲ့ဝိဒိတာလက္ခဏာတရရဲ့ပေါ်လွင်စေတတ်ပါတယ်။ယင်းသူတို့ကပြတ်သားတဲ့သဘောကိုပေါ်ဆောင်ပြီးယင်းပါးကအပြတ်သားခြင်းတွေးဝေခြင်းသဘောတို့ကိုပေါ်ဆောင်နေတယ်။ ရင်းပြောင်းကမာကျောတဲ့သဘောကိုပေါ်ဆောင်ပြီးရင်းကောက်ကပျော့ပြောင်းတဲ့သဘောကိုပေါ်ဆောင်တယ်။မြင်းမတ်နဲ့နင်းလဲတို့ရဲ့သဘောတွေကငိမ့်သက်နေတဲ့သဘောမျိုးရှိတယ်။ရင်းဆောင်ရင်းကောက်နဲ့ရင်းခွေးတွေကတော့လှုပ်ရှားနေတဲ့သဘောတွေရှိပါတယ်။နံပါတ်2ဥတီလန်းကြောင် ဒါရိုက်ရှင်လို့ခေါ်တဲ့ဥတီလမ်းကြောင်းဆိုတာကအရက်တစ်ခုမှ အခြားအရက်တစ်ခုတို့ထောက်တန်း၍တော်လကောင်၊ကွေး၍တော်လကောင်၊ဥတီကျက်ရှိတဲ့ဓာရလမ်းကြောင်းပဲဖြစ်ပါတယ်။တနည်းအားဖြင့်စိတ်နဲ့မှန်းဆမြင်အောင်ရတဲ့လမ်းကြောင်းတွေပါအေကနေဘီတို့ဥတီလန်းကြောင်း AB မြင်းလဲတစ်ခုကိုတွေ့ရပါမယ်။ အေမာဘီဒိုဥဒီလန်းကြောင်းရေလိုင်းပုံဖြစ်ပါတယ်စိတ်နေပဲမန်းစမြင်အောင်နိုင်တဲ့ဥဒီလန်းကြောင်းတစ်ခုကိုပေါ်ပြလိုက်ပါတယ်ဒါကတော့ဂျိုဒူလန်းကြောင်းပဲဖြစ်ပါတယ်အမြောက်ဆန်လန်းကြောင်းဖြစ်တဲ့ရင်ကုန်းတစ်ခုအားလည်းစိတ်ကူးနဲ့မန်းစမြင်အောင်နိုင်တဲ့ဥဒီလန်းကြောင်းတစ်ခုဖြစ်ပါတယ် ဒါရိုက်ရှင်ဆိုတဲ့ဥတီလမ်းကြောင်းတွေက အနိုင်အမြင့်အခွင့်အဝိုက်တွေကိုပေါ်ပြပါတယ်နံပါတ်3ပုံတရံပုံတရံဆိုတာကတော့မြင်တွေ့နေကြသဝိုင်းပုံဘဲဥပုံတရီကံပုံသတူရန်ပုံတွေပဲဖြစ်ပါတယ်ဒါအပြင်ထူးထွေစံကြသောအခြားပုံများဖြစ်တဲ့အသေးပုံစိန်ပုံအလံပုံများလည်းရှိပါဦးမယ် ။အကြည့်ရမဲ့သူဟာပုံတံတန်းတွေကိုမြင်တတ်ကြည့်တတ်အတုံးချတတ်ရပါမယ်။နံပါတ်၄အရွယ်အစားအရွယ်အစားဆိုတာကတော့ပုံတံတန်ရဲ့ပမာဏဖြစ်ပါတယ်။အလျားအနံ့အမြင့်တို့ရဲ့ပမာဏကိုပေါ်ပြရေးဆွဲရတယ်။ရွယ်အစားရဲ့တရုပ်ပေါ်လွင်အောင် ကြီးအသေးအနီးအဝေးစသဖြင့်နှိုင်းရှင်ဖော်ပြရပါလေ။ပုံမှာနိုင်ရှင်ပြတတ်မှုရှိတဲ့အခါရွယ်စားခြားနားမှုအမြင်ဖြစ်ပေါ်လာရပါတယ်။ရာဝတ္ထုတစ်ခုနဲ့တစ်ခု အကြားမှာရှိတဲ့ဟင်းလင်းပြင်ပမာဏတို့ဖြစ်ပေါ်လာခြင်းမှာလည်းနိုင်ရှင်ပြတတ်မှုရဲ့ဝိသေသတရားလို့ဆိုရပါမယ်။ နံပါတ်5အစင်အသားအကြည်ရေးဆွဲရမှာအစင်အသားပေါ်လျော်လဲရေးဆွဲရပါတယ်အစင်အသားဆိုတာကတော့မာခြင်းပြောခြင်းကြမ်းခြင်းနှုတ်ခြင်းချစ်ခြင်းပွားခြင်း ရင်ချင်းရိုင်းခြင်းစတဲ့အချင်းရာတို့ပဲဖြစ်ပါတယ်ရင်းပြောက်တွေနဲ့မာကြောအောင်ရေးဆွဲနိုင်တယ်လို့ရင်းကောက်ရင်းကွေးတွေနဲ့လည်းပျော်ပြောင်းအောင်ရေးဆွဲနိုင်တယ်ဆိုတဲ့သဘောတရားရှိပါတယ် အပြားအလုံးအခုံးအခွဲအကြံအနုစတဲ့မျက်နှာပြင်တို့ကိုအဆက်များမြင်းများနဲ့ထင်သာမြင်သာအောင်ရေးရပါမယ်။ဖန်သားမှန်သားကဲ့သို့ကြည်ပါပေါက်သဘောကျွေတဲ့စိတ်တွေကဲ့သို့ပြောင်းလဲတောက်ပသောသဘောတစ်ခေါက်တစ်ကိုင်းကဲ့သို့အလင်းပိတ်သဘောတို့ကိုလည်းပေါ်လွင်အောင်ရေးရပါတယ်။နံပါတ်6ရေးသွေးတံပိုး အရောင်တစ်မျိုးတည်းနဲ့ပဲရေသွေးခြားနားမှုကိုဖော်ထုတ်ရေးဆွဲနိုင်ပါတယ်။အရောင်ရေသွေးကိုအဆင့်အများစွာခွဲခြားနိုင်တယ်။ရေအသွေးခြားနားမှုကပဲရေအသွေးတန်မှုဟုတဲ့သဘောကို စောင့်ဝင်လာပါတယ်။ထင်းထင်းလွယ်ကူတဲ့ရောင်စင်တရက်ကတော့အဖြူဒီကိုရောင်နဲ့အနဲ့ရောင်အထိဝါစင်အလိုက်ရှိတဲ့ရောင်စင်တန်းပဲဖြစ်ပါတယ်။ဒီရောင်စင်တန်းမှာအသွေးနူအသွေးလက်အသွေးရင်းတို့ကိုလည်း ခွဲခြားနားလည်ထားပါမယ်ဒီအသွေးနုအသွေးလက်အသွေးခြင်းတို့နဲ့ပဲအရေးအယောင်တို့ကိုရေးချယ်တာပါနံပါတ်9အယောင်အစင်းအယောင်အစင်းဆိုတာကတော့ဒလင်းရောင်ကြီးထဲမှာပါဝင်တဲ့ခရမ်းမဲနဲ့အပြာအသိအဝါလိမ္မောအနီးစတာတွေပဲဖြစ်ပါတယ်သူတည်တည်ရဲ့ အယောင်စဝိုင်းတစ်ခုကိုဖော်ပြထားပါတယ်။အယောင်စဝိုင်းမှာအဝါအနီးအပြာတို့ကိုမူလအယောင်လို့သတ်မှတ်ပါတယ်။အဝါအနီးနဲ့အပြာတို့ရရှိဖို့အတွက်ဘယ်အယောင်နဲ့မှ ရောသတ်လို့မရပါဘူး။ဒါကြောင့်သူတို့ကိုမူလအယောင်လို့သတ်မှတ်ပါတယ်။ဝါနီးပြာဆိုတဲ့မူလအယောင်အချင်းချင်းရောသတ်ရတာကနေဒုတိယအယောင်တွေပေါ်ထွက်လာပါတယ်။ အဲ့ဒီကနေသစင်းတက်ပြီးရောဆက်ရင်တတရားအယောင်တွေထပ်မံရရှိပါတယ်။အယောင်ဆက်ဝိုင်းထဲမှာနီကလေးရှိတဲ့အယောင်တွေကိုတော့မိဖဲအယောင်လို့ခေါ်ပါတယ်။မိဖဲအယောင်တွေကိုတွဲပြီးသုံးရင်အယောင်ဆိုတဲ့စိတ်ဝင်စားဖို့ကောင်းပြီးတာရှည်အကြည့်ခံပါတယ်။အယောင်ဆက်ဝိုင်းမှာမျက်နှာချင်းဆိုင်နေတဲ့အယောင်တွေကိုတော့ န့်ကျင်ဘက်အယောင်လို့ခေါ်ပါတယ်။ဥပမာအနီနဲ့အစိမ့်ကဲ့သို့သောအယောင်တွေဖြစ်ပါတယ်။စန့်ကျင်ဘက်အယောင်တွေကိုတွဲသုံးရင်တော့ပေါ်လွင်မှုရှိပေမဲ့ကာစီအကြည့်မခံပါဘူး။နေရောင်နဲ့မီးရောင်တို့မှာပါဝင်တဲ့အဝါအနီလိမ္မောစတဲ့အယောင်တွေကိုတော့အပူရောင်လို့ခေါ်ပါတယ်။အပူရောင်တွေက စိတ်သက်သက်ကြွမှုကိုဖြစ်ပေါ်စေပါတယ်။ ဘိုးကောင်းမြေနဲ့ရခင်းမြေတို့မှာပါဝင်တဲ့အပြာအစိမ့်စိမ့်ပြာစတဲ့အယောင်တွေကတော့မျက်စိကိုအေးမြစီလို့အေးရောင်လို့ခေါ်ပါတယ်။အေးရောင်တွေကကြည့်ရှုခံစားသူရဲ့စိတ်ကိုတည်ငြိမ်အေးချမ်းစေပါတယ်။အယောင်တွေကိုနေရာတကျတွဲသွင်းရင်တော့စိတ်ဝင်စားစရာတစ်ပုံတစ်ပင်တွေ့ရပါလိမ့်မယ်။ အခုတော့ဒီများနဲ့ရန်နာလိုက်ပါတယ်။ကျွင်းလန်းချက်မြေကြပါစေ။